ဆရာကြီးမင်္ဂလာပါမင်္ဂလာပါသမီးရေဒီနေ့မှာဆရာကြီးအသက်80ပြည့်မွေးနေ့ Happy Birthday ပါဆရာကြီးဟုတ်ပြီဗျာဟာဒါဘယ်လိုရဲ့ Happy Birthday လဲဆရာကြီးရဲ့မွေးနေ့လေဘယ်သူကကတော့တာလဲဒီမှာဒီနေ့ကတော့ထားတာ၄ဦးပါဆရာကြီးအဲ့ဖတ်လေဟုတ်ကဲ့ဆရာကြီးခင်းလေးမေမေတဲ့သူကနာမည်မေးလို့မရအောင်အကောင့်နာမည်ပေါ့နော်ဟုတ်ပြီသူကကြတော့မြောက်တကုံမှာနေတာပါဆရာကြီးဟုတ်ပြီသူကတသိန်းကျပ်ပါဆရာကြီးဟုတ်ပြီကိုကောင်းခန့်ဦးတဲ့မကွေးရပါဆရာကြီးဟုတ်ပြီအခုသူကစင်ကာပူရောက်နေတယ် ဟုတ်ပြီဟုတ်ကဲ့ဆရာကြီး तू อ่ะ तू อ่ะကြတော့တသိန်းကျွဲပါဆရာကြီးဟုတ်ကဲ့ပါနောက်တစ်ခါတန်ရှင်းပေါ့နော်ဆရာကြီးဟုတ်ပြီတန်ရှင်းကတသိန်းပါဆရာကြီးပင်လုံးစားပေးရတသိန်းချက်ပါဆရာကြီးဟုတ်ပြီကဲအလုံးမောင်း၄သိန်းခွဲချက်ပါဆရာကြီးဟုတ်ပြီကဲကိုကောင်းခံဦးပါဆရာကြီးဆရာကြီးအတွက်စာရေးပေးတာလေတမီဖတ်ပြပါမယ်ဟေးဖတ်ပါပါဆရာကြီးမင်္ဂလာပါတဲ့ကျွန်တော်ကမကွေးတိုင်းမြို့တိမြို့ကပါခင်ဗျာတဲ့ဟုတ်ပြီအမကြီးကကိုကောင်းခံဦးပါတဲ့ဟုတ်ပြီဟိုးလွန်ခဲ့တဲ့15နှစ်လောက်ကတည်းကတဲ့မှန်းမိပါတယ်တဲ့ ဆရာကြီးတဲ့ FM radio တွေခေတ်စားစဉ်ကတည်းကတဲ့ဆရာကြီးဟောပြောဆွေးနွေးခြင်းကိုကဏ္ဍကိုတဲ့အမြဲကြားခဲ့တာတဲ့အခုဆိုတဲ့ Facebook မှာတဲ့ပင်လုံစာပေက မေးတာတွေအထီးဖြစ်ပါတယ်တဲ့သာဓုပါသာဓုပါ radio မှာနားထောင်ရကတည်းကတဲ့ဆရာကြီးရဲ့အတန်ပြောဆိုဟန်တွေကတဲ့မိမိရှေ့မှာရှိတဲ့လူကိုကျမ်းမာစေလိုတဲ့စိတ်စေတနာအပြည့်နဲ့ဟောပြောပြနေတယ်လို့ခံစားသက်ဝင်ရပါတယ်တဲ့ဟုတ်ပြီကျမ်းမာရေဘ ഹു တုတ္တပေါင်းများစွာကြားနာခဲ့ရပါပြီတဲ့ လိုင်းနာနိုင်စဲနဲသေးတာကိုတော့ဝန်ခံရပါဦးမယ်တဲ့ဟုတ်ပြီအေခါဆောင်ပြီးပူကားဆောင်ဖို့အဓိကပေါ့တဲ့ကျွန်တော်အသက်35နှစ်ပါတဲ့မှန်တယ်လက်ရှိမှာတော့စင်ကာပူမှာအလုပ်လုပ်နေပါတယ်တဲ့ဟုတ်ပြီဗျာဆရာကြီးရဲ့ဟောပြောချက်လမ်းညွှန်ချက်တွေကိုအသက်60ကျော်အမေကိုလည်းအမြဲပြန်ပြောပြပေးနေပါတယ်တဲ့ဒါပြီဗျာဒါပြီဗျာအမေကတဲ့လေရှမ်းနဲ့ယောဂါရှိပါတယ်တဲ့ဟုတ်ပြီဟိုးရင်ကလေးကပါတဲ့ အခုအသက်ရလာတော့ပိုဆိုးလာပါတယ်တဲ့ဟုတ်ပြီအစာနင်းနေတဲ့လေမောတယ်တဲ့လေပြည့်တယ်တဲ့အစာရင်အက်ဆစ်ဓာတ်ကလည်းလွန်နေလို့စချင်းပြန်လာကြောင်းနဲ့ဆေးစားနေရပါတယ်တဲ့အဲ့ဒါလေးကြားဖြတ်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအမေကိုအမြန်သတင်းပို့ပါအကျွတ်ကြော်တွေမစားပါနဲ့ဟုတ်ကဲ့ပါဆရာကြီးဥမာအဖြစ်ဣကြကွေးတို့စမူစာတို့ဘရာကျော်တို့ဟုတ်ကဲ့ပလာတာတို့အစာမျိုးဟုတ်ကဲ့ပါကြက်ကျော်ငါးကျော်တို့အစာမျိုးကလေးတွေစားတဲ့ မမိုးကြော်အာလူကြော်လို့အစာမျိုးဟုတ်ကဲ့ဆရာအဲ့လိုအကြော်တွေကိုရှောင်ပါလို့ဟုတ်ကဲ့ပါဆရာကြီးတန်ရှင်းကဂန်းကလာကိုအမြဲမှန်မှန်တောက်ဖို့ပြောထားပါတယ်အဲမများနဲ့မှန်မှန်တောက်ဟုတ်ကဲ့ပါဆရာကြီးအခုကဆရာကြီးကိုကြောဖို့တဲ့ပင်လုံကိုမေးမြန်းရင်စာရေးဖြစ်ပါတယ်တဲ့အလူငွေတသိန်းချက်တသိန်းခွဲချက်ကြောရင်တဲ့ဆရာကြီးတဲ့ကျမ်းမာစွာအများကြိုးပြုရင်တစ်ဖက်ကတရားဓမ္မဖြင့်ကောင်းစွာမွေးလျော်နိုင်ပါစေကြောင်းယင်တဲ့ကစေတနာအမှန်ဖြင့်စုမှုန်ပြုရပါသည်ခမရဟုတ်ပြီသားရဲ့ ကရောငူအခုဆရာကြီးလက်ထက်မှာရောက်နေပါပြီဆရာကြီးသားရွေထားတဲ့အတိုင်းအများကောင်းကျိုးအများချမ်းသာအတွက်ဆရာကြီးကအသုံးပြုပါပါလူနာတွေအတွက်စေဖို့ရမယ်ချို့တဲ့တဲ့လူနာတွေရှိတယ်တချို့ကြတော့သာသာစေကူတာစေဖို့ဆိုလို့ဝေးစွာစိုက်ကားကတော့မတတ်နိုင်ဘူးအဲ့လိုမျိုးကြဆရာကြီးကအပြန်ကိုအဖူကြီးဖိုက်ယူစိုက်ကားလေးနဲ့ပြန်လို့အဲ့လိုဆရာကြီးပြန်ပြီးတော့ချီးမြှင့်ပါတယ် တက်နိုင်လို့ကြောတဲ့လူကြတော့လည်းပဲလာစီမှန်မှန်သိစေနဲ့ချီကြောနေတဲ့သားလိုပဲကြောနေဆရာကြီးမှရှိတယ်ဆရာကြီးရဲ့နေရေးစားရေးကတော့ဟိုတယောက်သေးတယောက်သေးနေရပါမယ်လို့အဆင်ပြေပါတယ်ဆရာကြီးကဇနီးကလည်းကွယ်လွန်သွားပြီตาอาจารย์ก็เลยกวนลงมาบาบีตาไงเลยก็บีบมาบาเดียวแท้นี่บาเด้ถูกแก่บาเสียอีแต่จังหวะตาเนี่ยหลุงโหเสียอีเล็กกายาจีจีนด้วยตาโหเสียอีอ่ะตารุขอบาเด้สาวานาเก ဘုရားရှင်းပါစေလို့ဆုပေးလိုက်ပါတယ်ပေးတဲ့ဆုနဲ့ပြရပါလို့ဆရာကြီး